လုံးအကစားချိတ်ပြကြည့်အားလုံးမင်္ဂလာပါအခုဗီဒီယိုကတပတ်တာမြန်မာဘောလုံးအကစားသတင်းအဆောင်လင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာယူဆက်ကွန်အသင်းကအိုမန်အသင်းကိုအနိုင်ယူနိုင်ခဲ့တာကြောင့်၃ဘွဲကံပြီးတော့၃ဘွဲနိုင်ရမတ်ကိုမန်နဲ့အုပ်စုကိုဦးဆောင်နေပါတယ်အဲဒါကြောင့်နောက်ဆုံးပွဲစဉ်မှာဆီးရီးယားအသင်းကိုတေးတမတ်ရယုံနဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်တော့မှာဖြစ်ပါတယ် ီနေ့ကစားသွားတဲ့ပွဲစဉ်မှာအိုမန်တဲ့ရဲ့ကောင်းလွန်ပါတယ်ဆိုတဲ့တိုက်စစ်ကိုလှုပ်မရလောက်အောင်မြန်မာတဲ့ရဲ့ကစားပုံကကောင်းလွန်ခဲ့ပြီးတော့အရှိလေနောက်ကို အတွင်းညီညီကစားသွားကြပြီးတော့ဒီအသင်းကိုမြန်မာဘောလုံးလောကရဲ့ရွှေအောင်မျိုးဆက်တစ်လို့တင်စားကြတာမမပါဘူးမြန်မာဘောလုံးချစ်တဲ့ကြီးနဲ့သူမြန်မာယူဆက်ခွန်အသင်းကဆီးရီးယားယူဆက်ခွန်အသင်းကိုနောက်ဆုံးအုပ်စုနောက်ဆုံးပွဲစဉ်မှာကိုပြည့်အနိုင်ယူရင်နောက်တစ်ဆင့်သက်သွားတာကိုရင်ခုန်ဆစ်လို့ရှာဖွဲအတူတူစောင့်ကြည့်သွားကြပါမယ် မြန်မာနေရှင်နယ်လီ2025 2030 we were we 7ပွဲချံပွဲစဉ်နေရှင်မြန်ကစားပြီးမှာအမပေးစရာရည်တည်မှုဖြစ်ပြီးတော့အဆင့်1နေရာမှာရှန်ယူနိုက်တက်အဆင့်2နေရာမှာရန်ကုန်ယူနိုက်တက်နဲ့အဆင့်3နေရာမှာရနာဘုံအသင်းတို့ကအဆင့်လိုက်ရည်တည်နေပါတယ်ရှန်ကွေးနဲ့တဲ့တင်ကလာမဲ့33ချိန်မြောက်ရှီတောင်အရှာအကစားပြိုင်ပွဲမှာဝင်ရောက်ရှင်မြန်ကစားသွားမဲ့မြန်မာလေးစဉ် U22 အထင်းနဲ့ပရိသာကွေးမှာခြေစမ်းပွဲရှင်မြန်ကစားခဲ့ပြီးတော့မြန်မာ U22 အထင်းကနှစ်ကိုးတကိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ နိုဝင်ဘာ24ရက်နေ့ကမှစတင်ပြီးတော့လေ့ကျင့်ရေးအစီအစဉ်တွေကိုပြန်လည်ပြုလုပ်ခဲ့တဲ့ရန်ကုန်ယူနိုက်တက်အသင်းက၄ရက်အကြာမှာခြေစမ်းပွဲရှင်ပိုင်ကစားခဲ့ခြင်းဖြစ်ပြီးတော့ယူနီဆက်နှစ်အသင်းအတွက်အနိုင်ဂိုးတွေကိုတန်းတိုးအောင်ကသွင်းယူပေးခဲ့ပြီးတော့ရန်ကုန်အသင်းအတွက်တလုံးနဲ့သောခြေပါဂိုးကိုတိုက်စစ်မှုအီဆိုးကသွင်းယူပေးနိုင်ခဲ့ပါတယ်။ ရန်ကုန် City FC အသင်းက2025မြန်မာ National League 2ဒုတိယအကြိုအတော်အကြိုတင်ပြင်ဆင်မှုတရအနေနဲ့ဒဂုံ Star United အသင်းနဲ့ခြေစမ်းပွဲရှင်ပိုင်ကစားခဲ့ပြီးတော့ကိုမရှိတရရလည်းထွက်ပေါ်ခဲ့ပါတယ်။ပွဲစဉ်မှာရန်ကုန် City FC အသင်းကအသစ်ခွဲယူထားတဲ့ဝင်းနိုင်ထွန်းအောင်ကောင်းမန်အောင်စီယာဇင်ဖြိုးအောင်ဇော်ဝင်းမောင်ပါဝင်အသင်းရဲ့လူငယ်ကစားသမားတွေပြည်ပကစားသမားတွေပေါင်းဆက်ပါဝင်ပြီးတော့ပွဲထက်ကစားခဲ့ကြပါတယ်။ စီကေယူ23မြို့သားဘောလုံးပြိုင်ပွဲအုပ်စု A မှာကမ္ဘောဒီးယားအသင်းနှုတ်ထွက်သွားတဲ့နေရာကိုအုပ်စု C ကစင်ကာပူအသင်းနဲ့အစားထိုးလိုက်ပါတယ်။မူလကအုပ်စု A မှာထိုင်းတီမောကမ္ဘောဒီးယားအသင်းတို့တအုပ်စုတွေကြောင်းနေရာဖြစ်ပြီးတော့ကမ္ဘောဒီးယားအသင်းကနှုတ်ထွက်သွားတဲ့အတွက်စင်ကာပူအသင်းနဲ့အစားထိုးခဲ့တာဖြစ်ပါတယ်။စင်ကာပူကတော့မူလကအုပ်စု C မှာအင်ဒိုနီးရှားမြန်မာဖိလစ်ပိုင်အသင်းတွေနဲ့၄သင်းအုပ်စုမှာကြောက်ရွံ့ခဲ့တာဖြစ်ပြီးတော့ရန်ကီသက်မှတ်အခြားအုပ်စု A ကိုတောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မြန်မာယူ20နှစ်အသင်းပါဝင်တဲ့အုပ်စုစီမှာအင်ဒိုနီးရှားဖိလစ်ပိုင်နဲ့မြန်မာသုံးသင်းပွဲချင်းရခဲ့ပြီးတော့မြန်မာအသင်းအနေနဲ့ဆီမီဖိုင်နယ်တက်ဖို့ကအသင်းနိုင်ငံခက်ခဲတဲ့အနေအထားမျိုးနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံစီးကိန်းပြိုင်ပွဲဝင်မဲ့မြန်မာလေးစင်မြန်မာအသင်းနဲ့ပူးပေါင်းမှုအတွက်မလေးရှားနိုင်ငံကရောက်ရှိလာတဲ့တိုက်စစ်မှုဝင်းသိမ့်ကြီးထုံကိုရန်ကုန်လေးစိတ်မှာလက်ထောက်နီးပြဒေါ်သက်သက်ဝင်းဒေါ်သူစာထွေးနဲ့အသင်းကောင်းဆောင်ခင်မာလာထွန်းတို့ကကြိုဆိုခဲ့ပါတယ်။ ASU SMD Asian Cup Qualifier အုပ်စုဝင်စဉ်အဖြစ်မြန်မာ U19 အသင်းက Oman U19 အသင်းကို2-0ကိုမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲပြီးပုံရိပ်တွေပဲဖြစ်ပါတယ်။ အခုလိုဘောလုံးကစားဗီဒီယိုတွေကိုကြည့်နေတဲ့ဆိုရင်တော့ subscribe like and comment တွေပြုသွားပေးခဲ့ကြပါအခုလိုနောက်ထပ်ဘောလုံးကစားတိုက်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်